ကွန်ပျူတာအခြေခံသမားလေးတွေအတွက်အရန်အသုံးဝင်ပြီးတော့အသုံးတည့်စေမဲ့ keyboard shortcut လေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထွန်းပါ။ဒီရက်သင်ခန်းစာလေးမှာကျွန်တော်တို့က keyboard shortcut လေးတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ keyboard shortcut လေးတွေသုံးတက်ခြင်းအပြင်ကွန်ပျူတာသုံးရတာကျွန်တော်တို့ပို့ပြီးတော့မှ ညာဆန်မှုတွေရှိလာမှာဖြစ်ပါတယ်အလောလောတဲ့အခါမှာလည်းပို့ပြီးတော့မှသွက်လက်လာမှာဖြစ်တယ်ဗောနော်ဒီတော့ပထမဆုံး shortcut လေးတစ်ခုကတော့ကျွန်တော်တို့က on screen keyboard ကိုကျွန်တော်တို့က follow ရတဲ့ shortcut လေးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ control ရယ် window ရယ် o ရယ်ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်လိုက်တဲ့ဆိုရင် တော့အခုလိုမျိုး on screen keyboard ဆိုတာလေးကျွန်တော်တို့က keyboard လေးကျွန်တော်တို့တက်လာမှာဖြစ်ပါတယ်ဒီတော့ဒီက keyboard လေးကကျွန်တော်တို့ဘယ်နေရာမှာသုံးလို့ရလဲဆိုရင် တော့ တခါတလေမှာကျွန်တော်တို့ကွန်ပျူတာလက်တော့ကီးဘုတ်လေးတွေနဲ့လက်တော့နဲ့သုံးတယ်ဆိုရင်လက်တော့ကီးဘုတ်လေးတွေကတခါတလေမှာဒီကြောင်နေတဲ့အခါလေးတွေနှိပ်လို့မရတဲ့အခါလေးတွေရှိတယ်ပေါ့နော်ဒီလိုအခါမျိုးမှာဆိုရင်ကျွန်တော်တို့က on screen ကီးဘုတ်လေးကိုပေါ်ပြီးတော့မှအလွယ်တကူကျွန်တော်တို့ရိုက်နိုင်မှာဖြစ်ပါတယ်ဒီရဲ့ shortcut လေးကတော့ကျွန်တော်တို့ကကီးဘုတ်ကနေပြီးတော့မှ control ရယ် window ရယ်ကိုလက်က filter ပြီးတော့မှ ။အိုးနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့ဒီမှာ on screen keyboard လေးတက်လာမှဖြစ်ပါတယ်။တကယ်လို့ကိုက shortcut key ကို မသိဘူးဆိုရင်တော့ဒီ search bar နဲ့ပြီးတော့ OS key ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပြီးတော့မှကျွန်တော်တို့ဒီမှာ on screen keyboard လေးတက်လာပြီဆိုရင် enter ခေါက်ပေါ့။ဒါကတော့ကျွန်တော်တို့တဆင်ချင်းဝင်လို့ရတယ်။နီလန်လေးဖြစ်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ကပထမဆုံး keyboard shortcut လေးတစ်ခုဖြစ်ပါတယ်။ ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ကကယ်ကူလေတာကို follow ရတဲ့ shortcut လေးဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့က window key နဲ့ r နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်လိုက်မယ်။ဒီမှာကျွန်တော်တို့ run ဆိုတဲ့ဘောက်လေးကြာလာပါတယ်။ဒီက run ဘောက်ထဲမှာကျွန်တော်တို့က canc ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့အခုဒီမှာဆိုရင် canc ဆိုပြီးတော့မှရိုက်ထည့်မယ်။ပြီးရင်တော့ okay လေးနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ကွန်ပျူတာမှာဒီမှာ ကန်ကူလေတာလေးတက်လာမယ်ပေါ့နော်ကိုကတခုခုပေါင်းချင်တာပဲဖြစ်ဖြစ်နှောက်ချင်တာမြောက်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကွန်ပျူတာမှာပါတဲ့အခုလိုမျိုးကန်ကူလေတာလေးကိုဖော်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒီတော့ကျွန်တော်တို့ဒါကတော့အဲကန်ကူလေတာကိုဖော်လို့ရတဲ့ shortcut လေးဖြစ်တယ်ပေါ့နော် window key နဲ့ alt နဲ့နှိပ်ပြီးတော့ rabout ထဲမှာကျွန်တော်တို့ canc ဆိုပြီးတော့မှ ရိုက်ထည့်ပြီးတော့မှအန်တာလေးခောက်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီရဲ့ကယ်ကူလေတာလေးကိုဖော်ချင်တာအခုလိုမျိုးနီးလန်းနဲ့မသုံးချင်ဘူးဆိုရင်လည်းကျွန်တော်တို့ search bar လေးမှာ CAN ဆိုပြီးတော့မှရိုက်ထည့်ပြီးတော့လည်းဒီအနေပြီးတော့လေကျွန်တော်တို့ကကယ်ကူလေတာလေးကို follow ရပါတယ်။ဒါဆိုကျွန်တော်တို့ shortcut key လေးနှစ်ခုနားလည်လောက်ပြီးလို့တင်နေ။ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်တို့ကကွန်ပျူတာမှာအလွယ်တကူကျွန်တော်တို့ screenshot ရယူလို့ရတဲ့ shortcut key လေးဖြစ်ပါတယ်။ keyboard ကနေပြီးတော့မှ window ရယ်ရှေ့ရယ် ့ SR ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးရပါမယ်။ဒါဆိုရင်ကျွန်တော်တို့ window key ရဲ့ရှေ့ရဲ့လက်ကဖိထားပြီးတော့ S ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုး screenshot ရိုက်လို့ရတဲ့ပေါက်လေးကျလာပါလိမ့်မယ်။ Windows Shift S ပါကျွန်တော်တို့ဒီလိုလေးကြာလာပြီဆိုရင်တော့ကိုကကွန်ပျူတာဆက်ခရမှာဘယ်နေရာလေးကိုကျွန်တော်တို့က screenshot ရိုက်ယူချင်တာလဲကိုရိုက်ယူချင်တဲ့နေရာလေးကိုအခုလိုမျိုးလေးမောင်းနဲ့ပြည့်ဆွဲလိုက်မယ်ပြီးရင်တော့လွတ်လိုက်မယ် လွတ်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ဘေးလေးမှာကျွန်တော်တို့ကွန်ပျူတာစကရင်ရှော့ရိုက်ယူပြီးသားလေးရပုံလေးတက်လာပါလိမ့်မယ်ဒီရပုံလေးကိုကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲကိုသိမ့်ပေးဖို့ရအတွက်ကလစ်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကိုကျွန်တော်တို့သိမ့်လိုက်ပါမယ် control ရဲ့ s ရဲ့ကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့မှကိုယ့်ရဲ့ကွန်ပျူတာမှာဘယ်နေရာမှာသိမ့်ခြင်းလဲ ကိုသိမ့်လို့တဲ့ file လမ်းကြောင်းလေးကိုရွေးပြီးတော့မှစိတ်စွာလေးနှိပ်ပြီးတော့ကျွန်တော်တို့သိမ့်ခက်လိုက်လို့ရပါတယ်ဒါကတော့ကျွန်တော်တို့ computer ကို screenshot ရိုက်လို့ရတဲ့ shortcut လေးဖြစ်ပါတယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ shortcut key လေးတစ်ခုကကျွန်တော်တို့ computer မှာ software တွေကလည်းကျွန်တော်တို့အများကြီးပဲဖွင့်ထားတယ် file တွေကလည်းအများကြီးပဲဖွင့်ထားတယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော် df folder လေးလည်းဖွင့်ထားမယ် obs studio လေးလည်းဖွင့်ထားမယ်ပြီးရင်ကျွန်တော်တို့ df ဓာတ်ပုံလေးလည်းဖွင့်ထားမယ် ဒီတော့အခုလိုမျိုးကျွန်တော်တို့က final software တွေအများကြီးပဲကျွန်တော်တို့ဖွင့်ထားတဲ့အချိန်မှာ software တွေအလုံး final အလုံးကိုတခါတည်းကျွန်တော်တို့က minimize လေးလောက်လိုက်ချင်တယ်ဆိုရင်တော့ keyboard ကနေပြီးတော့မှ window key နဲ့ d နဲ့ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပြီးလို့ရပါတယ် window နဲ့ d နဲ့ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းဖွင့်ထားတဲ့ final အလုံးကကျွန်တော်တို့ minimize လေးဖြစ်သွားမယ်ပြန်ပြီးတော့ for channel ဆိုရင်ရတယ်ကျွန်တော်တို့ဒီမှာ window နဲ့ d နဲ့ကိုကျွန်တော်တို့ပြန်ပြီးတော့မှနှိပ်ပြီးလို့ရပါတယ် window d minimize ဖြစ်မယ် window နဲ့ d နဲ့ကိုကျွန်တော်တို့ပြန်နေမယ်အခုလိုမျိုးလေးကျွန်တော်တို့ maximize ပြန်ပြီးတော့ဖြစ်သွားမယ်ပေါ့နော်ဒါဆိုကျွန်တော်တို့အားလုံးနားလည်မယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့နောက်ထပ် keyboard shortcut လေးတစ်ခုကအခုလိုမျိုးကျွန်တော်တို့ software လေးတွေ file တွေကျွန်တော်တို့ဖွင့်ထားတယ်မောက်နဲ့ကျွန်တော်တို့ကအခုလိုမျိုးလေးတွေထောက်ပြီးတော့မှကျွန်တော်တို့မသွားချင်ဘူးဆိုရင်လည်း keyboard shortcut လေးနဲ့ကျွန်တော်တို့အလွယ်တကူသွားလို့ရပါတယ် keyboard ကနေပြီးတော့မှ order နဲ့ tab ကိုကျွန်တော်တို့တွဲပြီးတော့မှနှိပ်ပေးရပါမယ် ကီးဘောဒ်ကနေပြီးတော့မှအော်တာကီးကိုလက်ကဖိထားမယ်တက်ခလုတ်လေးကိုကျွန်တော်တို့တစ်ချက်နေတယ်ဆိုရင်ဟောဒီဘက်ဘေးကိုကျွန်တော်တို့ကနောက်ထပ် file လေးတစ် file ကိုကျွန်တော်တို့ဖွင့်ထားတဲ့ file လေးတွေ software လေးတွေကိုသူကတခုချင်းလေးကျွန်တော်တို့ပြောင်းပေးသွားမယ်ပေါ့နော်အဲ့တော့ကိုကဒီရဲ့နေရာလေးမှာထားကျင်တာလားလွှတ်လိုက်ရုံပဲပေါ့ဒီဘက်ကကျွန်တော်တို့က folder လေးတွေကိုဖွင့်ကျင်တာလားအလွယ်တကူကျွန်တော်တို့ကအပြောင်းလဲလုပ်ပြီးတော့မှသုံးနိုင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ keyboard shortcut လေးတစ်ခုဖြစ်တယ်ပေါ့နော် ဝင်းဒိုကီးနဲ့ဒီနဲ့ကိုကျွန်တော်တို့ပြန်ပြီးတော့နှိပ်လိုက်မယ်ဖိုင်နယ်အားလုံးကျွန်တော်တို့ကမက်ဆီမိုက်ဖြစ်သွားမယ်ပေါ့ပြီးရင်ကျွန်တော်တို့နောက်ထပ် short cut လေးတစ်ခုထပ်ပြီးတော့ရှိသေးတယ်နောက် short cut လေးကတော့ကျွန်တော်တို့ကဒီ magnifier ကိုဖွင့်တဲ့ short cut လေးဖြစ်ပါတယ် computer screen ကိုကျွန်တော်တို့ကမြင်ကွင်းချက်ပြီးတော့ကြည့်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ open magnifier ဆိုတာလေးကိုကျွန်တော်တို့ဖွင့်ပြီးတော့သုံးပေးရတယ်ပေါ့နော်ဒီတော့အခုဒီမှာဆိုရင်ကျွန်တော်တို့ window key နဲ့ r နဲ့ကိုနှိပ်လိုက်တယ် run ဆိုတဲ့ဘောက်လေးကြာလာတယ် ဒီရ run out ထဲမှာကျွန်တော်တို့ကရိုက်ထည့်ထားတဲ့စလုံးလေးတွေဟာခုလက်ရှိမိတ်ဆွေတို့ကြည်နေတဲ့အခါမှာဆိုရင်ဒီစလုံးလေးကကျွန်တော်တို့မတဲမကွဲဖြစ်နေတယ်တိတ်ပြီးတော့မမြင်အောင်ပေါ့နော်ဒီလိုအခါမျိုးမှာကျွန်တော်တို့ဒီရစလုံးလေးကိုမြင်ကွင်းလေးချက်ပြီးတော့ screen ကိုမြင်ကွင်းချက်ပြီးတော့ကြည့်ခြင်းနဲ့ဆိုရင်သုံးလို့ရတဲ့ shortcut လေးကတော့ keyboard နဲ့ပြီးတော့ပါ window key နဲ့အပေါင်းတွေကိုကျွန်တော်တို့တွဲပြီးတော့နှိပ်ပေးရပါတယ် ဝင်းဒိုကီးနဲ့အပေါင်းနဲ့နှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုး magnifier ဆိုတဲ့ကျွန်တော်တို့ဘောင်လေးပွင့်လာပါတယ်ဒီမှာ maximize လုပ်မယ်ဒီရဲ့နေရာလေးကိုကျွန်တော်တို့ကမြင်ကွင်းလေးချဲ့ကြည့်ချင်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့ mouse pointer လေးကိုထောက်ထားမယ် keyboard ကနေပြီးတော့မှ window နဲ့အပေါင်းတွေကိုနှိပ်မယ်ဟောကျွန်တော်တို့ computer screen ကမြင်ကွင်းလေးချဲ့လာတယ်ပေါ့ကျွန်တော်တို့ဘလောက်အနေထားထိချဲ့ချင်တာလဲကိုချဲ့လို့တဲ့အနေထားလေးထိကျွန်တော်တို့က window key နဲ့အပေါင်းတွေကိုကျွန်တော်တို့နှိပ်ပြီးတော့မှ ကွန်ပျူတာစကရင်ကိုမြင်ကွင်းလေးချက်လို့ရပါတယ်မြင်ကွင်းပြန်ပြီးတော့မှချုပ်ကျင်နေဆိုရလဲရတယ် ဝင်းဒိုကီးနဲ့ကျွန်တော်တို့ကအနှုတ်နဲ့ကိုကျွန်တော်တို့ကတွဲပြီးတော့မှနှိပ်ပေးရပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကပုံမှန်တန်းလေးပြန်ပြီးတော့မှဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကွန်ပျူတာနဲ့ပတ်သက်တဲ့ keyboard shortcut တွေကတော့အများကြီးပဲရှိတယ်ပေါ့နော်။အခုဒီရက်သင်ခန်းစာလေးမှာတော့အခုပြပေးမယ်အခုပြပေးထားတဲ့ keyboard shortcut လေးတွေကိုကိုကိုယ်တိုင်သိချာလေးနားလည်သဘောပေါက်ကြွန့်ကြွန့်ကျင်ကျင်အသုံးပြုတတ်အောင်လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုယ်တိုင် လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်တင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုလက်ကွန်ပျူတာမှာအခုလိုမျိုး shortcut key လေးတွေကိုကိုကိုယ်တိုင်အသုံးချတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလင်းလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။